အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Now You Official Horror Channel လေးကနေပရိသတ်များအားလုံးကိုမိတ်ထွေးစွာနဲ့ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ယနေ့တင်ဆက်ပေးမှာကတော့ဆိုင်ဆရာ Now You Sim ပြည့်မှန်အားအခြေပြုပြီးပြန်လည်ရေးသားထားတဲ့ဘုံကြီးကျောင်းလေးကတစ်စီသေးပြည့်စံများအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ ဘုံကြီးကြောင်းလေးကတစေတရပြည့်စံများနဘငါတိန်ကြောင်းလေးကတောက်တဲ့ကြီးတဆောင်မုံလက်ကုံနတော်လာစံပိုင်းမိုးအကုံစောင်းအခုကာလနတော်လာရဲရောက်ပြီမို့မြောက်ဘက်စီကစောင်းလီဦးတို့ကရွာစီကိုတိုးဝေတိုက်ခိုက်နေပါတယ်အေးတဲ့တချို့ကလည်းမတိမတတိုးကလာနေတယ် ဆောင်းကြခြင်းတွင်သူ့ဖို့ရသောထမ်းမြင့်တို့သည်ကကြည်လည်နေကလေးလူကြီးတို့အတွက်တော့တကယ်ကိုတန်ဖိုးမဖြစ်နိုင်တဲ့တေးစာတစ်ခုပါမောင်ဤပြောခြင်းဆိုပါကအချမ်းတန်ကိုအန်တူရဲ့မိဖို့ကြပြီးထုံမိဖို့တွင်ထမ်းမြင့်တို့ကိုထဲဖို့ကစားတော့ရင်ရောက်တဲ့ရောက်ရစကားပြောကြသည်ကယခုတိတိုင်ရှိနေသောမပြောင်းလဲတဲ့ကြည်လည်ဒလိတစ်ခုပဲဖြစ်ပါတယ်အခုလဲကျောင်းတော်ကြီးရဲ့နဘေးစီမှာဦးစင်နှပါကိုရင်နှပါနဲ့ကျောင်းသား၃ယောက်တို့မိလို့ရင်ထမ်းမြင့်ကိုမိဖို့ကစားနေကြတယ် တိတ်ကြောင်ခေါင်ပြားမှနေတဲ့တောက်တဲကြီးကတကယ့်ကိုအကြီးကြီးဟာကိုကြီးတစ်ပါးကဆိုလိုက်သေးတယ်နော်ကျန်သူအလုံးစိတ်ဝင်စားမိသွားကြတယ်ကျောင်းတော်ကြီးအဝုံအဝိုင်းအတွင်းရှိတိတ်ကြောင်တွင်လူကြီးလက်မောင်းလုံးပမာဏကန်ရှိတဲ့တောက်တဲကြီးတစ်ကောင်ရှိပါတယ်ထိုတောက်တဲကြီးကအကောင့်ထဲကြီးသလိုမျိုးထူးလဲထူးဆန်းနေအခြားတောက်တဲတွေလိုမျိုးအော်တန်မပြုတ်ဘူးသွားကြည့်ပြန်ရင်လဲတွေ့မြင်ရဖို့ခဲရင်ပါတယ် သို့တော်လေလွန်ခဲ့တဲ့လပိုင်းကန်းကစတင်ပြီးညာဦးပိုင်းဘုရားရှိခိုးအပြီးအမြအတန်းဝေသည့်အချိန်တစ်ချိန်ရဲ့သာအတန်အော်ကြီးဖြင့်အော်တန်ပြူလာတတ်တယ်။ကြံအချိန်များတွင်တော့အော်လေးအော်တာမရှိပါဘူး။ဘလောက်တော့ကြီးလို့လဲကိုရင်ညက်စီရ။ဟာအတော့ကြီးတာ။ငါခန္ဓာကိုယ်လောက်တော့ရှိမယ်ထင်တယ်။ကိုရင်ညက်စီဆိုသူကလူသေးတဲ့လောက်လေလုံးထွက်ရမှာပြိုင်ပဲကင်းနေအောင်မရှိသူပါ။ဟာအဲ့လိုကြီးတော့မဖြစ်နိုင်ပါဘူး။ ကျောင်းသားဖိုးပိန်ကဆူလိုက်တယ်။ဦးစင်ကလည်းတုံးဆက်ဆန်းနဲ့ကိုရင်မျက်စိကိုကြည့်လိုက်ပြီးမျက်စိရဲ့အဲ့လောက်ကြီးကတော့မင်းပိုးပြီးဒီတောက်တဲ့ကြီးကငါဒီကျောင်းကိုရောက်ချိန်လွန်ခဲ့တဲ့၃နှစ်လောက်တည်းကရှိနေတာအခုနောက်ပိုင်းတဟုတကသွားမကြည့်ဖြစ်ပေမဲ့တကယ်တမ်းရှိရင်လေငါလည်းတရအောင်ကြောလောက်ပဲရှိနေမှာဦးစင်ရဲ့စကားအဆုံးကျောင်းသားမောင်စုံကဟုတ်သားပဲကိုရင်ကလေတပည့်တော်တို့ကကျောင်းအောင်တောင်မကြသေးလို့မမြင်ဘူးသေးပေမဲ့တကယ်လို့သာ ကိုရင်ပြောတဲ့တော့ဒါကြီးမယ်ဆိုရင်တင်ချောင်းခေါမိုးကြီးတောင်ပြောကြနေလောက်ပြီမဟုတ်ဘူးကွာငါပုံမပြောဘူးမနေ့ကတင်ချောင်းပဲရောက်လို့ငါဝင်းကြည့်ခဲ့တာကိုရင်ညက်စီကမောင်စုံကိုချစ်ပါလိုက်ပြီးတဲ့နောက်ဦးစင်ဘက်ကိုကြည့်ကဦးစင်ရလေဒါပေမဲ့တော့တကယ်ပြောနေတာတောက်တဲ့ကြီးကဦးစင်တင်ဘက်ကိုမသွားပြတဲ့အချိန်ဒီမှာအားသေးတွေတောက်ပြီးဒါပေမဲ့တော့ပြောသလောက်ထွားလာတာနေလိမ့်မယ်ကိုရင်ညက်စီကမနိုင်နိုင်အောင်လို့ကပ်ပြောပါတယ် တိုးတိုးလေးသူ့ရဲ့စကားဘယ်တော့သွားပြီဆိုတော့ကို तू မသိဘူးကျန်သူအလုံးကတော့ဘောကနဲ့ထားရေကုန်ကြတယ်ဦးစင်းကတိတ်ကထင်းကရေတော့လေကျန်ကိုရင်းနဲ့ចောင်းသားတို့ကတော့ဘိုက်ကိုနှိပ်ခါဦးလိမ့်မတက်ရေကြပါတယ်ကိုညက်စီကတော့သူ့ရဲ့အပြောကိုကျန်သူတွေကဘာကြောင့်ရေကြမန်းအခုမှတိသွားပြီးရှက်ပြုံပြုံးနေတော့တယ်ဒီလိုနဲ့နေတော်လာကုန်ပြီးပြာသူလက်ဆန်းစီကိုရောက်ရှိခဲ့ပါပြီထို့သောတခုသောညရဲ့တကောင်ရဲ့အချိန်မှာတော့ ဖုန်းကြီးဗျာဖုန်းကြီးဗျာအရေးကြီးလို့ကျင်းဆက်ရကထတော်မူပေါင်းဗျာဂရင်နဘေးကနှိုးလိုက်တဲ့အတန်ကြောင်ကျောင်းနိုင်ဖုန်းကြီးလဲထကြည့်လိုက်မိတယ်ဂရင်နဘေးမှာတော့နှကံမွေဆက်ဆန်းနေရှမ်းရိုးရအိုးစားကိုဆင်းမြန်းထားတဲ့ပစစ်တုပ်လက်ဦးချီကထိုင်နေတော့လူတယောက်ဟဲ့တကားကဘယ်သူလဲဘာတွေများအရေးကြီးလာတယ်လဲတင်မဖေဟာတပည့်တော်က အရင်ကဒီရွာတဲစင်ကနေခဲ့တဲ့ရွာသားတယောက်ပါပဲဗျာ။တိမ်ချောင်းဆောက်တော့တပည့်တော်ပါဝင်ခဲ့ပြီးတိမ်ချောင်းအတွက်လှူထားတဲ့အလူပစ္စည်းတွေတဲကတစ်သားတချို့ကိုအိမ်အတွက်စောင်းယူအသုံးပြုမိခဲ့ပါတယ်ဗျာ။ပြီးတော့တိမ်ချောင်းမပြီးခင်မှာတပည့်တော်တေခဲ့ရပြီးမကျွတ်မလွတ်ပဲတိမ်ချောင်းနှစ်ပေးမှပဲနေခဲ့ရပါတယ်ဗျာ။အခုတပန်ကြတော့မကျွတ်မလွတ်တဲ့ဘဝကနေလွတ်မြောက်ပြီမဲ့အာဟုတို့မကုံသေးတာကြောင့်တောက်တဲ့ကြီးအဖြစ်နဲ့တိမ်ချောင်းထဲမှာပဲစစ်နေနေရပါတယ်ဗျာ။တပည့်တော်ဒီဘဝတွေကို စိတ်ကိုကြောက်ရွံ့နေမိပါပြီဖေဟာဒါကြောင့်အခုတုတ်ကံအမြန်ကုန်ပြီးအမြန်ဆုံးချွတ်လွတ်ချင်တာနဲ့အရှင်ဖေဟာတို့ဖေဟာရှစ်ကိုအမြတ်တိုင်းဝေချင်နိုင်တပည့်တော်တာတို့ခေါ်ဖြစ်ပါတယ်ဖေဟာဟေးအဲ့ဒီလိုလားသာသနာပိုင်ပစ္စည်းဆိုတာမပြေမကောင်းဘူးတခါရဲ့တပည့်တော်လည်းအတော့ကိုကြောက်ရွံ့နေမိပါပြီဖေဟာအေးလေတို့တွေကပုထုဇဉ်တွေပဲအမားတော့ဘယ်ကင်းပါမလဲ နိဗ္ဗာန်ရောက်ကြောင်းတရားကိုမရှာဖွေနိုင်သေးသေးရတော့တို့တွေဒီလိုဘဝတွေများစွာကိုဖျက်ဆီးနေရအောင်မှာပါပဲတင်မဖေဟာတပည့်တော်အခုလာရင်ကိစ္စကရွာကိုမကြခင်မှာရေပေးအနေရကြက်ရောက်လာတော့မှမို့အရှင်ဘုရားကိုလာလျှောက်တာပါဗျာဟေးဘလို့တင်မဖေဟာဒီမနေ့အာယုံတက်ချိန်လောက်ကိုနှွေးချောင်းအထက်ကရေတမန်အောက်ကမိသားချိုးပေါက်ပြီးတော့ချောင်းတစ်လျှောက်ကရွာရစီကို ရည်တွေအလုံးကြီးနဲ့တိုးဝင်လာပါလိမ့်မယ်ဗျာ။ဒါကြောင့်အလုံးကြွတင်ပြင်ဆင်လို့ရအောင်ပြောပြပါဗျာ။ယောနဘေးကစီစင်းနေသောနှွေရင်ချောင်းရဲ့အဖျားဘက်စီမှာရေထိတ်တမန်တစ်ခုတိဆောက်ထားပါတယ်။ယခင်ထိုရေထိတ်တမန်မရှိစဉ်ကဝါဆိုဝါကောင်မိုးလက်ကာလာများမှာနှွေရင်ချောင်းရေချီတတ်တယ်။ထို့အခါရွာထဲအထီးပင်ရေတို့ကတိုးတက်လာတတ်တယ်။အဲ့ဒီအခါတရွာလုံးအလုတ်ပြက်စီးပွားပြဲနေရင်ထိုင်ရင်ခတ်ကြရတယ်။လွန်ခဲ့တဲ့၁၀နှစ်ခန့်ကတော့ ချောင်းရဲ့အပြာရုံးမအခြေစီမှာအစိုးရအစီအစဉ်ဖြင့်ရေထိတ်တမန်တိဆောက်လိုက်တဲ့အတွက်ထိုဒုက္ခတို့ကဝေးကကြရခြင်းပါဟေးဒါဖြင့်အချိန်အောင်သိမ့်မရှိတော့ပါလားဟင်းကောင်းပြီကောင်းပြီတကားဘုံကြီးအခုပဲအားလုံးကိုလိုက်ပြောပြီးကျောင်းတော်ကုန်းစီရွှေခိုင်းလိုက်ပါမယ်ဘုံကြီးကကောင်းကြီးကဆိုလိုက်တယ်တင်မဖေဟာထို့နောက်ထိုတကားက ဦးသုံးကြီးချက်ကနေရာမှာတင်ပဲဖက်ခနဲ့ပြောက်ွက်သွားပါတော့တယ်။အဲ့နောက်တော့ဆရာတော်လေးချိန်ဆက်နေရာကလန်လို့လာရတယ်။အိမ်မက်ကထင်းထင်းရှားရှားကြီးဖြစ်နေတာမို့ဘုံကြီးလေးတစုံတရာကိုတွေးမိပြီးဂရင်ထက်စီကထားလိုက်ပါတော့တယ်။ရွာရကရွာသူရွာသားများအလုံးကုန်းမြမှာတည်ရှိတဲ့ကျောင်းတော်ဝင်အတွင်သို့ပစ္စည်းပစ္စည်းများအားချင်းရွှေ့နေကြတယ်။ကျွယ်နွားတိရစ္ဆာန်တို့ကိုလည်းဆွဲခေါ်ကရွှေ့ကြတယ်။ ညတကောင်အချင်းဖြစ်တာကြောင့်အေးမဝကြတော့ကလေးတို့ရဲ့အုံငုံတန်းလူတို့ရဲ့စိုးရင်တကြီးပြတ်ဆုံနေကြတဲ့တို့ကကျောင်းတော်ကြီးကိုလှမ်းမှုထားပါတယ်ဒီလိုနဲ့တရွာလုံးရွှေပြောင်းမှုပြစီခဲ့ပြီတို့ချိန်မှာတော့အရှိဘက်စီကအာယုံလည်းကျင်းနေခဲ့ပြီအဲ့ဒီအချိန်အနောက်ဘက်အရက်စီကတော်လဲတဲ့တချို့ကိုတက်တက်ကြားလာရတယ်ရေရီလာပြီဟဲ့ရေရီလာပြီအားလုံးတတိထားကြအော်တန်များရဲ့အဆုံမကြမ်းမီချင်း အယုံအလင်းအောင်မှာတော့ဖွင့်ဖွင့်လှုပ်နေတဲ့လိုင်ကောင်းဦးတို့ကတချိန်ထိုးပြစ်စင်ကြလာခဲ့ပါတယ်။ကန်နဘေးကအိမ်နေပါကုန်ပြီ။ပြင်းထန်တော့လက်ရက်ကမှုများကြောင့်ကန်နဘေးကအိမ်ငယ်တချို့ပြိုလဲပျက်စီးကုန်ကရေအစည်းတွင်မြောပါကုန်ကြတယ်။တော်သေးတာပေါ့။ဟုတ်တယ်ဗျာ။ဆရာတော်ကြီးကြိုးသိပြီးကြိုးတင်ရှောင်းနိုင်ခဲ့လို့လုံးဝရူရီပါပါကုန်ကြပါ။ဆရာတော်ကြီးကဒါကိုသိနေတယ်ဆိုတော့ မောင်းမတွေ့ရောရဟန္တာများဖြစ်နေပြီလားပဲအာအဲ့ဒါတော့ကျုပ်တိတလောက်ပြောရရင်မဟုတ်နိုင်ဘူးလားကျောင်းကဦးစင်းလေးတွေပြောတာကတော့ဆရာတော်ကြီးကိုတယောက်ယောက်ကအိမ်မက်လာပေးတာလေဗျာဩဟုတ်လားဘသူကလာပေးတာလဲတော့ဒါကတော့ဆရာတော်ကြီးကမပြောပြခိုင်းဘူးတဲ့တရွာလုံးကတယောက်တစ်ပေါက်နဲ့ပြောဆိုရေးချွတ်နေကြတယ် အလုံးကဟေလုံးကြီးနဲ့ကျောင်းတော်ကုန်းရဲ့အထက်စီကနေနွယ်ရီ၆စီကိုအော်ထိတ်လက်မှုများစွာဖြင့်ကြီးနေမိကြတယ်။တကယ်တော့သူတို့ကိုအမှန်တကယ်ကတင်ခဲ့သူမှာတိမ်ကျောင်းစီကတောက်တဲ့ကြီးဖြစ်ကြောင်းကိုတော့ကျောင်းနိုင်ဖုန်းကြီးကတခြားဦးစင်ကိုရင်တို့အားတမင်မပြောပြစေရန်ပြိပင်တားမြစ်ခဲ့ခြင်းပါ။အကယ်၍ပြောမိပါကတောက်တဲ့ကြီးနဲ့ပတ်သက်ပြီးမလိုလားအပ်တဲ့အဖြစ်အပျက်များစွာဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ကျောင်းနိုင်ဖုန်းကြီးကဖုံးကွက်စေခဲ့ခြင်းပဲဖြစ်ပါတော့တယ်။ မနေ့အာယုံချင်းကြီးကရှမ်းစုရွာစီကိုကောင်းရိုက်တိုးကဝန်ဆောင်ခဲ့သည့်ရေလုံးကြီးကနေမိုးလွက်ချိန်မှာတော့အရှင်ကျဥချိုခဲ့ပါပြီ။ရွာသူရွာသားတို့လည်းရွာရဲစီကိုပြန်ဆင်းနိုင်ခဲ့ကြပြီ။တရွာလုံးတဲပွဲများကနေရာမလန့်လူသုံးဆောင်တချို့နဲ့တစ်တို့တစ္ဆာအမိုက်တရိုင်များကပြန်ချင်းရှုပ်ပွားနေတယ်။ရွာရဲကအင်းတို့ပြန်စီခဲ့တော့လေလူသူနဲ့တရိစံများထိခိုက်မှုမရှိခဲ့ဘူး။ဒါဟာတောက်တေကြီးကကျောင်းနိုင်ကြီးကိုအိမ်မက်ပေးကကစ်တင်နိုင်ခဲ့မှုကြောင့်ပါ။ ထို့အဖြစ်ပြအားလွန်၍နောက်ခါများမှာတော့ရွှေမြကျကျောင်းတော်ကြီးရှိရဟတ်တန်ကများညာဦးပိုင်ဖျားဝတ်တက်ပြီးအမြတ်ဝေးချိန်မှာကျောင်းနိုင်ဖုန်းကြီးကတိမ်ကျောင်းစီကတောက်တဲ့ကြီးအတွေ့တကူးတကအမိခေါ်ကအမြတ်အတန်ပေးဝေခဲ့ပါတယ်ထို့သူအမြတ်ဝေးတဲ့အချိန်တိုင်းတဏီကုံတဏီကံအော်တန်ထပ်ပေါ်မလာတတ်တဲ့တိမ်ကျောင်းစီရှိတောက်တဲ့ကြီးထံကကျေလောင်ပြီးအဲကျောင်းထားနေတော့တောက်တဲ့တောက်တဲ့ဟူသည့်အော်တန်ကြီးကိုကျေလောင်စွာနဲ့ကြားကြရလေတော့တယ်ဒီလိုနဲ့ တနေ့ခန့်ကြာချိန်မှာတော့တန်ဃာတော်များဘုရားဝတ်တက်ပြီးတဲ့နောက်အများအတန်းဝေးချိန်မှာထူးထူးဆန်းဆန်းနဲ့ပဲတောက်တဲ့ကြီးရဲ့အော်တန်ကထပ်ပေါ်မလာခဲ့ဘူး။နောက်ရဲ့များမှလည်းထိုခဲ့တော့ပါပဲ။တပတ်ခန့်ကြာချိန်မှာတော့ကျောင်းနိုင်ဖုန်းကြီးကတောက်တဲ့ကြီးမရှိတော့တာကိုသတိထားမိသွားပြီးအင်းတိမ်ကျောင်းလေးကတကာတောက်တဲ့ကြီးလေဒီဘဝဝိကျွေကျွတ်သွားပြီထင်ပါရဲ့။တို့တို့သာမှတ်ချက်ချမိပါတော့တယ်။ အမှန်တကယ်မှာတော့တောက်တဲ့ကြီးဝကျွေးကျွတ်သွားပြီးဟုမိသူမအတိအကျမသိနိုင်ကြသလိုကျွတ်လို့ပြီးဘယ်ဘွားစီကိုရောက်တော့မှန်းကိုလည်းမသိနိုင်ခဲ့ပါဘူး။ကျောင်းမှာရှိတဲ့တန်ဃာတော်များကတော့လူဘဝလူဖြစ်စဉ်ကတိမ်ကျောင်းစီကတစ်တာတချို့ကိုအိမ်ကိုယူကသုံးမိခဲ့တာကြောင့်ဘဝအလီလီဝကျွေးဆက်ရှာရတဲ့တိမ်ကျောင်းစီကတောက်တဲ့ကြီးဘဝဝကျွေးအင်းများနဲ့ပဲခြေပါစေဟုသာဆုတောင်းပေးနေကြမှာကတော့အေကံမလွဲပဲဖြစ်ပါတော့တယ်ခင်ဗျာ။ ားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။နောက်ရက်နှမလည်းဆက်လက်တင်ဆက်ပေးမယ်ဇလံကောင်းများကိုလည်းစောင့်မျှော်နားထောင်အားပေးကြပါဦးခင်ဗျာ။မင်္ဂလာရှိသောနေ့ရက်များစွာပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။